အနာသိစတက်ကကျင်းပမဲ့2025ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့တတိပုတ်ကလကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ကိုအော်တိုဘားလ28ရက်နေ့ကနေစတင်ပြီးခွင့်ပြုပေးလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီလိုခွင့်ပြုပေးလိုက်တဲ့အတွက်နိုင်ငံရေးပါတီတွေနဲ့တတိပုတ်ကလအမတ်လောင်းတွေအနေနဲ့တရားဝင်မဲဆွယ်နိုင်ပြီဖြစ်တာကြောင့်တချို့ပါတီတွေက28ရက်နေ့ကလေးကစတင်ပြီးမဲဆဆွယ်နေကြတာကိုလည်းတွေ့ရပါတယ်။ အာဂျီပါတီတွေထဲကစစ်တပ်ကြောထောင်းနောက်ခံစက်ခါရေးပါတီဟာမဲဆွယ် COE စားတဲ့နေ့မနေ့ပိုင်းမှာပဲနေပြည်တော်ကသူတို့ပါတီဌာနချုပ်မှာပါတီအမှတ်တရစိတ်တွေပါတဲ့ V9 ထောင်းတာနိုင်ငံတော်ကပါတီဝင်တွေအနေနဲ့ online မှာ profile ချိန်းနာတွေစတင်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။အလားတူဥက္ကုကြီးဥဆောင်တဲ့ပြည်သူပါတီကလည်းအချက်ပေါင်း30ပါတဲ့သူတို့ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကိုပါတီရဲ့လူမှုကွန်ရက်ကတဆင့်ပြည်သူကိုအသိပေးလာတာတွေ့ရပါတယ်။ ွေကောက်ပွဲဥပဒေနီးဥပဒေတွေအရပါတီတွေနဲ့တတိပုဂ္ဂလအမတ်လောင်းတွေဟာအော်တိုဘာလ28ရက်နေ့ကနေလာမယ့်ဒီဇင်ဘာလ26ရက်ည7နာရီအထိပြည်သူတွေကိုမဲဆွယ်စည်းရုံးခွင့်ရှိပြီးမဲဆွယ်ကာလရက်ပေါင်း60ခွင့်ပြုပေးထားတာဖြစ်ပါတယ်ရှင်။